ဒီနေ့ဗီဒီယိုဖိုင်လေးမှာ sketch 3D ကိုဆွဲဖို့အတွက်အရေးကြီးတဲ့ tool တွေထဲကနောက်ထပ်တစ်ခုကိုကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်။ tool sketch နာမည်ကတော့ rectangle ဖြစ်ပါတယ်။သူ့ရဲ့ shortcut က R ပါ။ကျွန်တော်တို့ 3D ဆွဲတဲ့အခါမှာဘယ် software ကိုပဲတုံတုံ shortcut တွေကိုတွဲပြီးတော့မှတ်ထားပေးစေချင်ပါတယ်။ shortcut တွေကို တွဲပြီးတော့အသုံးပြုခြင်းအပြင်ကိုယ့်ရဲ့ modeling speed ကိုပို့ပြီးတော့မြန်ဆန်စေမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် shortcut r လေးကိုနှိပ်လိုက်မယ်ကျွန်တော်ရဲ့ mouse pointer လေးထိမ့်မှာ rectangular icon လေးရဲ့အပြာရောင် rectangular green လေးရဲ့တွေ့နေရတာကိုတွေ့ရပါလိမ့်မယ်ဒီအပြာရောင် rectangular green လေးကိုတော်တော်များများကသတိမထားမိတတ်ကြဘူးဒီတိုင်းပဲဆွဲသွားကြတာများတယ်သူဒီ axis ကိုရွေးချယ်ပေးတာဖြစ်ပါတယ်ကျွန်တော်တို့က keyboard ကနေမှ left arrow up arrow right arrow နှိပ်ပြီးတော့ ကျွန်တော်တို့ရဲ့ red green blue ဆိုတဲ့ exit တွေကိုပြောင်းလဲပြီးတော့အသုံးပြုသွားလို့ရမှာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်က keyboard ကနေမှ left arrow လေးကိုနှိပ်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီ green exit ရရှိမှာဖြစ်ပါတယ် green exit ကိုဖော်ပြထားတဲ့ rectangle လေးကိုရရှိမှာဖြစ်ပါတယ်ကျွန်တော်ဒီညာဘက်မြားလေးကိုထပ်ပြီးတော့နှိပ်လိုက်တဲ့အခါမှာအနီရောင် exit ကိုဖော်ပြထားတဲ့ rectangular လေးကိုကျွန်တော်ရရှိမှာဖြစ်ပါတယ် app arrow ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်တော့အပြာရောင်ကိုဖော်ပြထားတဲ့အတွက်ကြောင့်မလို့ blue exit ကိုကျွန်တော်တို့ကရရှိမှာဖြစ်ပါတယ်။ဘယ်နေရာမှာကျွန်တော်တို့အသုံးပြုတာလဲဆိုရင်ကိုဆွဲချင်တဲ့ rectangle ကဒီအပြာရောင် exit မှာဆွဲချင်တာလားအစိမ်းရောင် exit မှာဆွဲချင်တာလားအနီရောင် exit မှာဆွဲချင်တာလားကိုဆွဲချင်တဲ့ exit ပေါ်မှာမူတည်ပြီးတော့ left app right keyboard မှာရှိတဲ့ နှားလေးတွေကိုနှိပ်ပြီးတော့ရွေးချယ်သွားလို့ရမှာဖြစ်ပါတယ်အခုလက်ရှိကျွန်တော်ကအနီရောင် ASIC ကိုကျွန်တော်ထားထားမယ် rectangular လေးတစ်ခုကိုဆွဲလိုက်မယ်ဆိုရင်ကိုဆွဲတဲ့ rectangular ကလေးဒီကျွန်တော်တို့ရဲ့အနီရောင် ASIC ထဲမှာပဲရှိနေတာကိုကျွန်တော်တွေ့ရပါလိမ့်မယ်ဟုတ်ကဲ့တစ်ခုရသွားတယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ကအစိမ်းရောင် ASIC ကလေးကိုနှိပ်လိုက်တယ် rectangular လေးဆွဲမယ်ဆိုလို့ရှိရင်ဘလို့ပဲဆွဲဆဲကိုဆွဲတဲ့ rectangular ဒီအစိမ်းရောင် ASIC ထဲမှာပဲရှိနေတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ် ် rectangular lady တွေကိုဆွဲရတာကအမတန်ရိုးရှင်းပါတယ် axis ကိုတတ်မှတ်မယ် green လား blue လား red လား axis တစ်ခုခုကိုတတ်မှတ်လိုက်မယ်ပြီးသွားလို့ရှိရင်တော့ first point click လေးတစ်ချက်ချပါမယ် first point click လေးတစ်ချက်ချပြီးပြီဆိုရင်ကျွန်တော်တို့ရဲ့ mouse pointer လေးကိုရွှေ့လိုက်တာနဲ့ rectangular လေးပေါ်လာမှာဖြစ်ပါတယ်ပေါ်လာတဲ့ rectangular ရဲ့အတိုင်းတာကို ရိုက်ထည့်ပေးလို့ရတယ်အတိုင်းဓာတ်တွေကိုရိုက်ထည့်ပေးဖို့အတွက်ကျွန်တော်တို့ screen ရဲ့ညာဘက်အောက်ဆုံးတောက်မှာရှိနေတဲ့ dimension ဆိုတဲ့နေရာမှာအတိုင်းဓာတ်ကိုကျွန်တော်တို့ရိုက်ထည့်ပေးလို့ရပါတယ် screen ရဲ့ညာဘက်အောက်ဆုံးတောက်မှာကျွန်တော်တို့ရှိပါတယ်โอเคအခုမြင်ရမယ်เนาะ screen ရဲ့ညာဘက်အောက်ဆုံးတောက်မှာ dimension ဆိုပြီးတော့ရှိနေပါလိမ့်မယ်သူဒီ ship page ကြော်ကြော်နဲ့ 73ပြီကြော်ကြော်ကိုကျွန်တော်တွေ့ရပါလိမ့်မယ်ကျွန်တော်တို့ကအတိုင်းအတာတွေနဲ့ရိုက်ထည့်ခြင်းနဲ့ဆိုလို့ရှိရင်ပထမ line 2ကိုကျွန်တော်တို့ပြောခဲ့သလိုပဲ9ရိုက်တယ်ပေဆိုင်ကိုထည့်တယ်ကျွန်တော်ရိုက်လိုက်တဲ့အတိုင်းဒါတွေကို screen ရဲ့ညာဘက်အောက်ဆုံးတောက်မှာရှိတဲ့ dimension ဆိုတဲ့နေရာမှာကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ငါပေလို့ရိုက်ထည့်ပြီးတော့၃လို့ပေးလိုက်ပါတယ်။ငါပေနဲ့၃လက်မှာဖြစ်ပါတယ်။ပြီးွားရင်ကျွန်တော်က comma လေးကုတ်လိုက်တာကိုတွေ့ရပါလိမ့်မယ်။ကျွန်တော်ရိုက်ထည့်တာတွေအကုန်လုံးကို screen ညာဘက် အောက်ဆုံးတောက်မှာရှိတဲ့ dimension ဆိုတဲ့နေရာမှာသွားပြီးတော့ကြည့်လို့ရပါတယ်ငါးဘီနဲ့သုံးလက်မှာပါပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ30ဘီနဲ့မှ6လက်မှာဆိုပြီးတော့ထပ်ပြီးတော့ရိုက်ပါတယ်ကိုရိုက်ထည့်ခြင်းနဲ့အတိုင်းတာတွေကိုပြည့်ပြည့်စုံစုံရိုက်ထည့်ပြီးသွားပြီဆိုရင်တော့ enter လေးကိုခောက်ပေးလိုက်ပါအနာတစ်ခုနဲ့တစ်ခုနဲ့အတိုင်းတာကိုရိုက်တဲ့အခါမှာဂျားထဲမှာ ကော်မာကုတ်ပေးရပါမယ်။အခုကျွန်တော်လှုပ်ထားသလိုပဲ၅ပေ၃လက်မှပြီးသွားတဲ့အခါမှာကော်မာတစ်ချက်ကုတ်ပါရစေ ပြီးတော့မှနောက်ထပ်အနာတနာတွေတံပိုးကိုထပ်ပြီးတော့ထည့်ပါတယ်။ဂျားထဲမှာကော်မမကုတ်ဖဲနဲ့တောက်လျှောက်ကြီးရိုက်သွားမယ်ဆိုရင်အတိုင်းဓာတ်တွေမှားသွားပါလိမ့်မယ်။၅ပေ၃လက်မှကော်မ၁၀ခြေ၆လက်မှဆိုပြီးတော့ကျွန်တော်ရိုက်ထားပါတယ်။အန်ဒါလီနှိပ်လိုက်ပါကျွန်တော်တို့ rectangular တစ်ခုကိုရရှိပါတယ်။ dimension တိုင်းမယ်ဆိုရင်၅ပေ၃လက်မှ၁၀လက်မှကိုလိုချင်တဲ့အတိုင်းတာကိုရရှိမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့က rectangular 2ကိုတုံးပြီးတော့မြားတွေနဲ့ ဘဲဘက်မြား green exit ညာဘက်မြား red exit အပေါ်ဘက်မြား blue exit exit တွေကိုလည်းခွဲတက်သွားကြပြီပြီးသွားလို့ရှိရင်အတိုင်းအတာတွေနဲ့လည်းကျွန်တော်တို့ရိုက်ထက်ရိုက်ထက်တက်သွားကြပြီဒါလေးကိုကျွန်တော်တို့နည်းနည်းလေးထပ်ပြီးတော့လေ့ကျင့်လိုက်မယ်ဆိုလို့ရှိရင် rectangular ရဲ့ tool ရဲ့အကြောင်းကိုကျွန်တော်တို့ကနားလည်သွားမှာဖြစ်တယ်သဘောပေါက်သွားမှာဖြစ်တယ် rectangular နဲ့ခက်ဆင်ဆင်ရှိနေတဲ့နောက်ထပ် tool တစ်ခုရှိပါတယ် rotate rectangular လို့ခေါ်ပါတယ်သူဒီ shortcut မရှိပါဘူးကျွန်တော်တို့အတုံးနေပါတယ် ထူးသဖြင့်ကျွန်တော်အတွက်ပေါ့နော်ကျွန်တော်ကကိုလိုချင်တဲ့ rectangular တွေကို30 degree 20 degree 30 degree degree တွေစောင်းချင်တဲ့အခါမှာ rectangular ကိုဆွဲတယ်ပြီးတော့မှ rotate ဆိုတဲ့ tools ကိုပြောပြီးတော့တုံးပြီးတော့ကျွန်တော်တို့ကိုလိုချင်တဲ့ degree တန်ဖိုးတွေကိုပြောင်းလဲပေးလိုက်ပါတယ် rotate ဆိုတဲ့ tools ကအကြောင်းကိုလည်းကျွန်တော်တို့ပြောပြပေးမှာဖြစ်ပါတယ်နောက် video file နေမှာကျွန်တော်တို့ဆက်လက်ပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့ ဒီဗီဒီယိုဖိုင်မှာတော့ rectangular ရဲ့အကြောင်းကိုကျွန်တော်အသေးစိတ်ပြောသွားပေးတယ်။သူနဲ့အလားတန်တူတာက rotate rectangular ဆိုတာရှိတယ်။နောက်ဆုံးအချိန်ကြတော့မှကျွန်တော်သူ့အကြောင်းကိုပြောပြပေးမယ်။ Amadan အတုံးနေတဲ့တခါတည်းဆွဲတဲ့အခါမှာသူကကိုလိုချင်တဲ့ rotate degree ကိုထည့်ပြီးတော့တုံးသွားလို့ရတယ်။တချို့လဲတုံးချင်တော့တုံးလိမ့်မယ်ပေါ့နော်။ကြိုက်တယ်ဆိုလို့ရှိရင်လဲတုံးလို့တော့ရတယ်။ကျွန်တော်အနေနဲ့ကတော့ကျွန်တော်အတုံးမရှိဘူး။ကျွန်တော်သူ့ကိုတုံးလိတုံးထားမရှိဘူး။ဆွဲရတာပို့ပြီးတော့အချိန်ကြတယ်။ ါဆွဲရတာနည်းနည်းပို့ပြီးတော့လက်ဝင်တယ်လို့ကျွန်တော်အနေနဲ့ခန်းစားရတယ်တူတူနဲ့တူတယောက်နဲ့တယောက်တော့တူမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်ကတော့ဘယ်လိုလုပ်လဲ rectangle ကိုဆွဲတယ်ပြီးတော့မှ login နဲ့ degree demo ကိုလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်နဲ့ rotate တူနဲ့လှည့်ချပစ်လိုက်တယ်ဒါဒီကျွန်တော်သုံးတဲ့အသုံးပေါ့နော်အဲ့တော့ကျွန်တော်တင်ပေးနေတဲ့လေ့ကျင့်ခန်းဒီမှာကျွန်တော်သုံးတဲ့အသုံးလေးတွေကိုပဲကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်ပထမလေ့ကျင့်ခန်းမှာအပိုင်း1အနေနဲ့ကျွန်တော်တို့ line 2ကိုပြောပြီးသွားပြီးအခု video file မှာကတော့ rectangle tools ကိုကျွန်တော်ဆက်လက်ပြီးတော့ပြောတယ်နောက် video file နေမှာနောက်ထပ် tools လေးတွေတစ်ခု တစ်ခုထပ်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုဖိုင်လေးကိုသဘောကျနှစ်သက်ခဲ့မယ်ဆိုလို့ရှိရင် like နဲ့ share တွေကိုလည်းလုပ်ပေးခံနိုင်ပါတယ်။ sketch နဲ့ပတ်သက်ပြီးတော့ modeling နဲ့ပတ်သက်ပြီးတော့ v-ray rendering နဲ့ပတ်သက်ပြီးတော့ d-fi rendering နဲ့ပတ်သက်ပြီးတော့လည်း inspire မှာသင်တန်းတွေကိုလည်းတက်ရောက်ပြီးတော့သင်ကြားနိုင်ပါတယ်။ကျေးဇူးတင်ပါတယ်။